ီပုံမြင်လေးကိုနားထောင်နေကြတဲ့တတမမီလေးတို့အထဲမှာညစ်ပတ်တက်တဲ့ညစ်ပတ်အိုးလေးတွေပါလားအိမ်မှာလည်းညစ်ပတ်ကျောင်းမှာလည်းညစ်ပတ်တက်တဲ့ကလေးစိုးလေးတွေပေါ့ကဲကလေးစိုးလေးတွေပါတယ်ဆိုရင်တော့ဒီရုပ်ပြပုံမြင်လေးကိုနားထောင်သွားကြဖို့မမိနဲ့အောင်နော်ပုံမြင်လေးရဲ့နာမည်ကညစ်ပတ်အိုးလေးတဲ့ဟိုးရှိရှိတုန်းကသူဆိုရဲ ကောင်မလေးကချစ်စရာကောင်းပြီမဲ့ရေချိုးရမှာကိုတော့အရင်ပြင်းတဲ့မိမိကရေချိုးခိုင်းတဲ့အခါထူးလေးကမတည်ခြင်းအောင်စောင့်နေတာတဲ့ကွယ်အဲ့ဒီတော့မိမိမှာထူးလေးကိုရေချိုးခိုင်းရတာကအလို့တခုလို့ဖြစ်နေရှာတဲ့ရေချိုးတဲ့အချိန်ဆိုထူးလေးကတအားကိုငိုနေတဲ့ကွယ်ပေပေမိမိတို့မှာရေချိုးပြင်းတဲ့ထူးလေးကြောင့်စိတ်ညစ်နေရတာပေါ့ကွယ်ထူးလေးက ရေချိုးပြင်းုံနေမကဘူးလက်သေးချီတဲ့ညံ့ရမှာလဲကြောက်တဲ့လက်သေးညင်ရင်အသားနာမှာစိုးလို့ဆိုပြီးဘယ်သူမှညံ့ပြီလို့မရဘူးတဲ့ကွယ်ပပင်မေတို့ကလက်သေးညက်ဖို့ပြောလာရင်ထူးလီကပတ်ပြင်းနေတာတဲ့တကူရီတန်ရှိရီကိုဂယုဆိုင်ဖို့ပြောလဲမသိချင်အောင်ဆောင်းနေတဲ့ချစ်ဖို့ကောင်းသလောက်ညစ်ပတ်တဲ့ထူးလီပေါ့ကွယ်တပြေးပြေးနေထူးလီရဲ့လက်သေးချီသေးတွေကရှီလာတာပေါ့ ရေမချိုးတော့တကူလုံးလေးနဲ့ဆုံလာပြီးအနာရီပေါက်လာတော့တယ်ကွယ်။ကျောင်းမှာတငယ်ချင်းတွေကသူ့မှာအနေဆိုးတွေရှိနေတာကြောင့်အတူမထိုင်ခြင်းကြသလိုလက်သေးမညက်ပဲလက်တွေညစ်ပတ်နေတာကြောင့်လည်းမဟုတ်အတူမစားခြင်းကြဘူးနဲ့။သူ့လေးကတပြေးပြေးနဲ့အဖော်မိတ်လာတော့တာပေါ့။တနေ့မှာတော့သူ့လေးဟာတရားဦးထဲဝန်းနေနေတဲ့။မျက်ရည်တွေတုံတုံကြာရင်းနေပေါ့။ ထူးလေးဝဲလင်းနေတာကိုအဖွားကမြင်သွားတော့နှစ်သိမ့်ပေးရှာတာပေါ့ဖဖွားရဲ့ထူးလေးကိုတငယ်ချင်းတွေကလက်သေးရှိလို့မော့အတူမစားတော့ဘူးတကူလုံးကနေစုံနေလို့ဆိုပြီးအတူလည်းမထိုင်ကြတော့ဘူးဘယ်လိုလုပ်ရမလဲထိုကဲသူဆိုပြီးအဖွားရဲ့ရင်ခွင်ထဲမှာငိုပြီးတော့ထူးလေးကပြောပြတယ်ကွယ်အဖွားကအခုလိုပဲထူးလေးကိုပြောပြတာပေါ့ထူးလေးရေချိုးတာက ပြောစရာကောင်းတဲ့အတွေ့အကြုံပါခြေသေးလက်သေးဆိုတော့စိတ်အသေးတွေပါညက်ရင်လုံးဝမနာဘူးလေသူလေးကရေမချိုးတော့ပိုးဝင်ပြီးအနာပေါက်လာတာပေါ့ခြေသေးလက်သေးတွေက ရှည်လာတဲ့အခါခြေတွေဝင်လာတာပေါ့သူကိတူပေါ်ပွားကသူလေးကိုရှင်းပြလိုက်တာပေါ့ပေါ်ပွားကကောင်းစီကြီးလိုအကျင့်ပြမဲ့တည်တော့သူလေးကလက်ခံလိုက်တယ်လေပေါ်ပွားကသူလေးကိုခြေရောက်ကစပြီး တက်ခွက်ချင်းလောင်းချိုးပြီးတည်းအစာပိုင်းမှာကြောင်နေပြီမေအခုတော့ထူးလေးကရေချိုးရတဲ့အရာတာကိုခံစားတက်သွားပြီလေလက်သေးချေသေးတွေကိုလည်းတချောင်းချင်းအညက်ခံတည်းကိုထူးလေးကတကူရီတန်ရှင်းကြီးကိုဂယုစိုက်တဲ့အခါအနာရီပျောက်သွားတဲ့ချစ်ဖို့ကောင်းတဲ့ထူးလေးကတငယ်ချင်းတွေနဲ့ပြင်အဆင်ပြေသွားတော့တာပေါ့အခုဆိုရင်ထူးလေးကတငယ်ချင်းတွေကိုတကူရီတန်ရှင်းမှုဂယုစိုက်ဖို့ တိုက်တွန်းနေပါတည်းကလေးတို့ရဲ့ရေချိုးရည်ဆိုတာတကူရည်တန်ရှင်းမှုအတွက်အဓိကကြတဲ့အလုပ်တစ်ခုပါတက်တန်ရှင်းရှင်းနေရမယ်နော်ကဲတတော်မီမီလေးတို့ရဲ့ထူးလေးကနံပါတ်1ဘလူးကလေးမျိုးလေထူးကရေချိုးအရင်ပြင်ပါတယ်သူရေချိုးပြင်ရုံနေမှာဟုတ်ပဲလက်သေးခြေသေးညက်ရမှာလေကြောက်တယ်တဲ့လက်သေးညက်ရင်အသားနာမှာဆိုတော့လက်သေးမညက်ချင်ဘူးတဲ့အရင်ညက်ပတ်တဲ့ ညစ်ပတ်ဦးလေးပေါ့နှစ်ပတ်နေတန်ရှိရှိမလုပ်တဲ့သူကအချိန်နေကြလာတော့ဘာတွေဖြစ်လာသလဲလက်သေးခြေသေးတွေကရှည်လာတယ်ရီမချိုးတော့တကူလုံးကနင်းဆိုလာပြီးအနာတွေပါပေါက်လာတော့တာပေါ့နှစ်ပတ်သုံးညစ်ပတ်ဦးလေးသူကိုတငေချင်းတွေကဘလို့ဆက်ဆင်ကြသလဲလက်သေးမညက်တဲ့သူနဲ့မိုးအတူတူမစားကြတော့ဘူးလေပြီးတော့အတန်းထဲမှာလေအနာရီပေါက်နေတဲ့သူနဲ့ အတူတူမထိုင်ကြဘူးတဲ့နံပါတ်၄အပေါ်မိလာတဲ့သူကဘယ်လိုတွေခံစားခဲ့ရသလဲသူလေးဟာတယောက်တည်းဝန်းနေပြီးမျက်ရည်တွေတုံတုံတုံကျလာပါတယ်နံပါတ်၅ဝန်းနေနေတဲ့သူကိုဖဖွားကဘယ်လိုရှင်းပြပေးသလဲရီချိုးတာကပျော်စရာကောင်းတဲ့အတွေ့အကြုံပါခြေသေးလက်သေးဆိုတော့စဲတီတွေပါညရင်လုံးဝမနာဘူးလေသူလေးကရီမချိုးတဲ့အခါ ပိုးဝင်ပြီးအနာပေါက်လာတာပေါ့ခြေသေးလက်သေးတွေကရှီလာတဲ့အခါကြီးတွေဝင်လာတာပေါ့လို့ပေါ့ပွားကသူကိုရှင်းပြခဲ့ပါတယ်။နံပါတ်6ပေါ့ပွားရှင်းပြပြီးတော့သူပါရီကိုလှုပ်ပါသလဲပေါ့ပွားကသူလေးကိုခြေထောက်ကစပြီးတစ်ခွက်ချင်းရေလောင်းချိုးပေးတဲ့အစာပိုင်းမှာတော့ကြောင်နေပြီမေအခုတော့သူလေးကရေချိုးရတဲ့အရာတော်ကိုခန်းစားတတ်သွားပြီလေ လက်သေးခြေသေးတွေကိုလည်းတချောင်းချင်းအညက်ခံခဲ့ပါရဲ့ကွယ်။နဘခွန်တကူရေးတန်ရှင်းမှုတွေရှိသွားတဲ့သူကိုတငယ်ချင်းတွေကပြင်ခေါ်ခဲ့ကြပါသလား။ပြင်ခေါ်ကြပါရဲ့။သူကတငယ်ချင်းတွေကိုလည်းတကူရေးတန်ရှင်းမှုတွေပြုလုပ်ကြဖို့အမြဲတိုက်တွန်းခဲ့ပါတဲ့ကွယ်။တတော်မမီလေးတို့ရေညက်ပတ်အိုးလေးချူလေးကအခုဆိုရင်တန်တန်ရှင်းရှင်းတက်တက်ရဲရဲနဲ့နေတိုင်းတက်သွားတဲ့ကလေးလေးဖြစ်နေပြီနော်။ လူကြီးမိဘတွေရဲ့စကားကိုနားထောင်တဲ့ချစ်စရာကောင်းတဲ့ကလေးလေးဖြစ်သွားပြီပေါ့တသားမမီလေးတို့လည်းသူ့လေးကိုအတူယူရမယ်နော်တသားမမီလေးတို့ရေရေချိုးဖြစ်တဲ့ကလေးလေးတွေရောရှိကြလားရေချိုးရမှာကိုဘလောက်ပြောပြောတေလောက်အောင်ကြောက်တဲ့ကလေးလေးတွေကိုရှိမှာပေါ့နော်လူတွေမှာတကူရေးတန်ရှင်းရေးဆိုတာအရေးကြီးတာနဲ့အညီခန္ဓာကိုယ်ကစဲတီတွေဖြစ်တဲ့လက်သေးခြေသေးတွေကိုလည်းညှက်ပြမှသာတန်ရှင်းလန်းစတဲ့လူသားတွေဖြစ်လာမှာပေါ့ အခုစာအုပ်ထဲမှာတော့ရေချိုးခြင်းဟာတကူးတန်ရှင်းရေးမှာအရေးကြီးပုံရေမချိုးရင် ဖြစ်လာမယ့်ဆိုးကျိုးတွေကိုထည့်သွင်းဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။မြစ်ပတ်အိုးလေးဆိုတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တတားမီမီလေးတို့လည်းတနေ့တာမှာတကူးတန်ရှင်းရေးဟာဘလောက်ထိအရေးပါတယ်ဆိုတာတတားမီမီလေးတို့လည်းသဘောပေါက်သွားတော့ပြီလို့ဦးကောင်းကထင်ပါတယ်နော်။ဒီလိုဆိုရင်ပုံမြင်လေးကိုဦးကောင်းကအဆုံးသတ်လိုက်ပါပြီ။ သသားမီလီတို့နဲ့အတူနောက်တဲ့နောက်တစ်ခါပုံမြင်အသစ်လေးတွေနဲ့အတူပြန်ဆောင်ကြအောင်မယ်နော်။အိုးကောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့လေမမေ့နဲ့အောင်။သသားမီလီတို့ရေတတား